ည်သူလူထုရဲ့မဲကိုရယူပြီးလွတ်တော်တဲ့ဝင်ရောက်ဖို့နိုင်ငံရေးပါတီတွေပြင်ဆင်နေတဲ့အချိန်ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမှုအပိုင်းမှာပါတီတွေအလွန်အားနည်းနေကြောင်းနိုင်ငံရေးလေးလံစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်လွတ်တော်တဲ့ကိုဝင်ရောက်မဲ့ကိုစလဲလောင်းတွေဟာပါတီကိုကိုစားပြုပြီးဝင်ပြိုင်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကာလမှာသူတို့ဟာပါတီကိုစလဲတွေဖြစ်ကြောင်းဒါပေမဲ့ပြည်သူတွေရဲ့မဲပေးမှုအရာအနိုင်ရရှိပြီးလွတ်တော်တဲ့ရောက်ရှိချိန်မှာပါတီကိုစလဲတွေမကပြည်သူကိုစလဲလဲဖြစ်သွားပြီလို့သူတို့က ထောက်ပြကြပါတယ်ပြည်သူလူထုအခက်အခဲတွေကိုလက်တွေ့ကျကျဖြေရှင်းပေးမှုပိုင်းမှာနိုင်ငံရေးပါတီတချို့ကတော်တော်လေးအားနည်းနေကြကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုသိန်းကစီအန်နယ်သတင်းဌာနကိုပြောပါတယ်ဒီရွေးကောက်ပွဲဟာလူငယ်သူအဖွဲ့ကိုပေါင်းလက္ခဏာဆောင်တဲ့ရှင်းရက်ဒီအကျိုးကြီးပွားလေးရလက်တွေဖြစ်လာမယ်ဆိုတော့လူငယ်တွေကိုတက်ပြပြဖို့လိုတယ်ဥပမာရှင်းရှင်းလေးရှိနေတယ်ဥပမာနေဒီမှာ အချို့နေရာတွေမှာဥပဒေနဲ့မညီတဲ့စစ်မှုထမ်းကင့်ခေါ်တာတွေရှိတယ်။အဲ့ဒါတွေကိုနိုင်ငံရေးပါတီတွေကဒီလူငယ်တွေရှိတာရဲ့မမမမရက်ပြီးတော့တိုက်တိုက်တွန်းတွန်းပြောဆိုကာကွယ်ပေးခြင်းအပြင်အလူငယ်တို့ဟာရွေးကောက်ပွဲပေါ်မှာစိတ်ဝင်စားလာမယ်။အာမြတ်တော်ကုသလေဆိုတာကငါတို့နဲ့အတူတူငါတို့နဲ့ရက်ပြီးတော့ငါတို့ရဲ့အကျိုးကြီးပွားကိုကာကွယ်ပေးနိုင်တဲ့လူတွေပါလားဆိုတာကိုသူတို့သဘောပေါက်လာလို့ရှိရင်ကောက်ပွဲစိတ်ဝင်စားလာပါပဲ။ဒါကြောင့်နိုင်ငံရေးပါတီတွေကအလုံးနဲ့တက်တည်ပြဖို့လူတွေ တကယ်လို့လက်တွေ့ကြတဲ့ကုညီမှုတွေအလက်တွေ့ကြတဲ့ဖြည့်ရှင်းမှုတွေဒီလိုမျိုးအခက်အခဲကိုလက်တွေ့ကြကြဖြည့်ရှင်းပေးမှုတွေတိုင်းမှာဟိုငွေပါတီတချို့ကတော်တော်လေးလိုအားနေနေကြတာ လက်ရှိမှာမြန်မာနိုင်ငံသားပြည်သူလူထုတွေဟာစီးပွားရေးအကျအတဲအလုတ်ကိုင်းရှားပါမှုငွေကြေးဖောင်းပေါမှုကုန်စည်နှုန်းကြီးမြင့်မှုလူနေမှုစရိတ်ကြီးမြင့်မှုအသက်အန္တရာယ်မလုံခြုံမှုစစ်မှုထမ်းဥပဒေကိုအသုံးချပြီးအာဏာပိုင်တွေကငွေကြေးတောင်းဆိုနေမှုစစ်ပွဲတွေကြောင့်နေရက်စွန့်ခွာတင်းရှောင်နေရမှုစတဲ့အခြေအနေတွေကိုရင်ဆိုင်နေကြရပါတယ်။အဆိုပါအခြေအနေတွေကိုနိုင်ငံရေးပါတီတွေကပြည်သူလူထုရှေ့ကနေရက်တီဖြည့်ရှင်းမပေးနိုင်ပဲရွှေကောက်ဝဲကာလာမှာတော့မဲပေးဖို့တိုက်တွန်းလျက်ရှိနေကြပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့အခုချိန်ဟာအခွင့် င်ကောင်းတစ်ရက်ဖြစ်ပြီးလူလူဘက်ကမမမမမရက်တီပေးခြင်းအပြင်နှစ်ဖက်စလုံးကအနိုင်ရတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းကစီရင်နိုင်တဲ့တင်းဌာနကိုပြောပါတယ်။ပုံတွေနဲ့မညီတဲ့ဆောင်ရွက်ချက်တွေဖြစ်နေတယ်။မယ်ရီမာဆိုရင်ပိုဆိုးတယ်။တရားဥပဒေစိုးမိုးရေးအလှမ်းကွာတဲ့နေရာတွေအားနည်းတဲ့နေရာတွေအဲ့လိုနေရာတွေဆိုလို့ရှိလို့ရှိရင် 家里呀，我不对呢，你，俺俺也过上来，哪有米吃？我不对呢，你，地都都都白干，慢慢慢慢就对比了，我赶快对比了的，现在呢，地吃啥，困难不也白？ တရားဥပဒေနဲ့မညီမညွတ်ဖြစ်နေကြတယ်တရားဥပဒေစိုးမိုးမှုမရှိတဲ့ကိစ္စတွေကိုခေါ်ထုတ်ပြီးတော့လူထုဘက်ကမမမမရက်တည်ပေးခြင်းအားဖြင့်ပြည်သူရောပါတီရောတစ်ဖက်စလုံးကအနိုင်ရတဲ့အနေအထားမျိုးကိုဖြစ်လာနိုင်တယ်ကျိုးကောက်ပွဲကာလဒီမှာပြည်သူလူထုသက်သာချောင်ချည်ရေးတွေစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဆက်မတကြဖြစ်ဖို့တော့တချို့နေရာတွေမှာတကယ်လို့ဥပဒေနဲ့အညီမလုံနိုင်ဘူး အဲ့ဒီနေရာလေးကိုချင်းကျက်နေနဲ့ထားပြီးတော့ရဆိုင်ထားဖို့လို့ဒါဖြစ်တယ်မြန်မာနိုင်ငံမှာရွှေကောက်ပွဲအနိုင်ရကိုယ်စားလှယ်လောင်းတွေအနေနဲ့လွှတ်တော်တွေရောက်ရှိချိန်မှာပြည်သူကိုကိုစားပြုတဲ့လွှတ်တော်ကိုယ်စားလှယ်ထက်ပါတီဆွဲတွေနဲ့ပါတီကိုစားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ်အသွင်ပြောင်းသွားကြောင်းနိုင်ငံရေးလှလှဆောက်ကြည့်သူတွေကထောက်ပြကြပါတယ်အဲဒါကြောင့်ပြည်သူလူထုဟာရွှေကောက်ပွဲဝင်ရောက်ရှိပြိုင်ကြမယ်နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုတေချာစီစစ်ရွေးချယ်ဖို့လိုအပ်ကြောင်းပြည်သူလူထုနဲ့နိုင်ငံအကျိုးကိုတကယ်လှုံ့ဆော်မဲ့ကိုယ်စားလှယ် လောင်းနဲ့နိုင်ငံရေးပါတီတွေအားရွေးချယ်ဖို့လိုအပ်ကြောင်းနိုင်ငံရေးလှလှဆောင်ကြည့်သူတွေကအကြံပြုကြပါတယ်။